ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ် ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ဆော့ကောအပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါမင်းညကကစားသွားတဲ့ချက်မြဲလီပွဲကြောင်းလေးကိုကျွန်တော်နဲ့စီတူကနေပြောပြန်လည်သုံးသပ်တင်ဆက်ပေးသွားဖို့ရှိပါတယ်အဓိကတော့ဒါမက်ဒရစ်ဒါဘီပွဲပေါ့နော်အက်သလက်တီကိုနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲလေးကိုဦးစားပေးပြီးတော့မှတင်ဆက်ပေးသွားဖို့ရှိပါတယ်စီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါဗျအင်္ဂါလေးကဒါလီဗာပူးနဲ့ PSG တို့ပွဲပင်နရီအဆုံးဖြတ်ထိဒါကြီးခဲ့ရတယ်တကယ်ကိုလည်းဟိုချန်ပီယံလိပွဲကောင်းတပွဲပြပြတတ်တာပေါ့နော်ဒါကြီးခဲ့ရတယ်မင်းညကလည်းအက်သလက်တီကိုနဲ့ဒါရီယယ်တို့ပွဲ ဂေကိုပွဲကောင်းတစ်ပွဲကိုအခုတော့ခန်းစားခဲ့ရတယ်အက်တလတီကိုရဲ့ကစားဟိုကြောက်စရာတော့ကောင်းတော့ဘောလုံးဝင်လှတာတွေအတင်းဝင်ကိုလှတာတွေတော်တော်လေးလည်းနှမျောဖို့လည်းကောင်းပါတယ်အက်တလတီကိုဘက်ကကြည့်ရင်တော့လေဒါပေမဲ့တချို့ဟာမာလေးကလည်းဒါမပြတ်သားတဲ့အနေထားမျိုးလိုလည်းခန်းစားရတယ်ဘာကြောင့်လဲဆိုတော့ရီးယပုံမှန်တိုင်းမျိုးမင်းကတော့တော်တော်လေးကိုလိုပြောမယ်ပုံမှန် level တဲ့အောက်တော့ရောက်နေတယ်ရောက်နေတဲ့အချိန်ဒီတစ်ခုမှသူတို့ kill မလုပ်နိုင်မဲနဲ့1-0ကိုမျောပြီးတော့မှဆက်သွားတယ်ပင်နယ်တီအဆုံးဖြတ်ပြီးသွားလိုက်တဲ့ အခြေအနေပေါ့လေဒါအက်တလတီကိုဘက်ကခြေတော့နည်းနည်းလေးအားမလို့အားမရဖြစ်မိတယ်အက်တလတီကိုတက်ကတော့ဒါတပွဲလုံးကောင်းပြီးကမှပင်နတီဆုံးဖြတ်မှာဒါရှုံးနေသွားခဲ့တဲ့အတွက်ချန်ပီယံလိနော့ကောက်စတိတ်တွေမှာဒါရီယယ်မက်ဒရစ်ကိုဆိုရင်6ချိန်ရှိပြီဒါမကျော်ဖြတ်နိုင်ခဲ့တာပေါ့လေဒီပွဲလေးစီတူဘယ်လိုမြင်လဲမသိဘူးညီဒီချက်တော့စတုံးသက်ပြောပါဦးညီဟုတ်ကဲ့ကိုအက်တလတီကိုတော်တော်လေးအတိမတ်ပြုချင်ပါတယ်တော်တော်လေးကောင်းတယ်ကစားအားပြီးတော့စူးစမ်းအားထုတ်မှုဘယ်ပေါ်အာရုံစိုက်ထားတာတော်တော်လေးကိုမြင်ရတယ် real ကအဲ့ဒီအချက်တွေကိုမပြနိုင်ဘူးပေါ့နော် အပြီးတော့အကိုနဲ့ကျွန်တော်ဆွေးနွေးခဲ့သလိုပွဲမတိုင်ခင်တော့ကအဲ match design ပေါ့နော်ဒီပွဲရဲ့ပုံစံကအဲ့ဒါဒီပွဲရဲ့ပွဲပုံစံမဟုတ်ဘူးသူကနိုင်အောင်လိုက်ကစားရမယ်အခြေအနေကဖတ်တယ်ပေါ့နော်ဒါပေမဲ့ကံကောင်းစွာပဲအဲပွဲစားစက္ကန့်30လောက်ကတည်းကအဖွင့်ကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ကိုရလဲတော့ 1C ဖြစ်သွားတော့ဒီကိုရဲ့ပွဲပုံစံပြန်ဖြစ်သွားတယ်အဒီကိုအကြိုက် situation ပြန်ဖြစ်သွားတယ်အဲ့တော့အဲ့အချက်ကဒီပွဲတော်တော်လေးအဲစကားပြောတယ် အဲ့ဒီကိုအကြိုက်ပုံစံဖြစ်သွားတဲ့အချိန်ဒီမှာဘက်တလက်ဒီကိုကပူပြီးတော့ကောင်းကောင်းကစားနိုင်ခဲ့တယ်အဲပြီးတော့အိမ်ကွင်းလေးဖြစ်နေတဲ့အခါမှာကျွန်တော်တို့မနေ့ကဒီတတိထာမီရအိမ်ကွင်းပြိသက်အာတော်တော်လေးကိုကြည့်တယ်ဟောဟိုဝုန်းတိုင်းကျဲနေရပဲအတန်ပေါ့နော်ကြားရတဲ့ပုံစံတော်တော်လေးအဲဖီအားပြစ်ခဲ့တယ်ပေါ့ရီယယ်မက်ဒရစ်အတွက်ဆိုရင်တော့အဲ့အဲ့အမြင်ရတယ်ဒီကိုကစားတော့တော်တော်လေးကောင်းတယ်ပြီးတော့ပထမအကြော်ကအဲလိုအပ်ချက်တွေကိုအင်စာလုံးလာတော့မြင်ရတယ်အဲ့တော့ဒီပွဲမှာဆိုရင်အမ်ဘာဖေရော အဲကျွန်တော်တို့ Vinicius ကိုဘာမှမလုပ်နိုင်ဘူး Rodrigo လည်းဘာမှမလုပ်နိုင်ဘူးအဲ့တော့အဲ့လိုဘာမှမလုပ်နိုင်အောင်အသေးစိတ်ရင်းစင်သွားတယ်လို့ကျွန်တော်တို့ယူဆတယ်ဘယ်ခံစစ်မှာဆိုရင်ပထမအကြော်တော့ကအဲဒီအားနေခဲ့တဲ့ Fabi Galan ကိုဒါခောက်ခဲ့တယ်အဲပြီးတော့ဒီအဲလီနိုတို့ဘာလို့နောက်တန်းမှာသုံးမဲ့အစားဒီ type 2တဲ့ defensive အဲ full back တယောက်ဖြစ်တဲ့ Ronaldo ကိုသုံးသွားတယ် Ronaldo က LB မှာ defensive work ကိုပဲအကောင်းဆုံးကစားသွားတာပေါ့လေပြီးတော့ LM နေရာမှာ Gallagher ကိုအဲတုံးလိုက်တော့ Gallagher က Samuel Lino လောက်တော့ technical skill မမြင်ဘူးဒါပေမဲ့သူ့ရဲ့ဒီ tactical ကစားပုံပြီးတော့ဒီကွင်းလက်ကစားသမားဖြစ်တဲ့အတွက် goal ကိုသူမျောနိုင်တဲ့ပုံပြီးတော့ဒီ penalty area ထဲဝင်ပြီးတော့ဥပောင်းကစားပုံအဆရှိရဲ့အပိုင်းတွေမှာတော့ Lino ထက်တာတယ်အများကြီး boss case ပဲမတာတာဒီ tight set စွမ်းဆောင်ကြီးမှာပို့ပြီးတော့အမြင်ထက်မြက်တာကိုကျွန်တော်တို့မြင်ရတယ်ပြီးတော့ဒီ um ကွင်းလဲအဲကွင်းလဲနဲ့ခံစစ်ကစားဖို့ပေါ့နော်အဲပြန်ပဲရဲ့ central progression real madrid ရဲ့ဒီအလဲကျော်ကနေကစားတဲ့ဟာကိုကာကွယ်ဖို့အတွက်ဒီ samuel အဲ samuel နေကမီလန်ထုတ်ခဲ့တယ်ပေါ့လေအဲ့ဒါကဘယ်လိုလဲဆိုတော့ပထမအကြော်လုံးအောင်ဆိုရင်အမ်ဘာပေကဘောလုံးလက်ခံပြီးတော့ချိန်တာကြီးပုံမှန်တဲ့သူပို့လုပ်ခဲ့တယ်အဲ့ဒါကအားနေနေ real madrid ကွင်းလဲဘူးပို့ပြီးတော့ကစားအတက်လာစေခဲ့တယ်ပေါ့နော်ပြီးတော့ Brian Diaz ပါခဲ့တယ်ပေါ့နော်အခုက Brian Diaz မပါဘူးတွင်းလည်းအာနယ်မြအာနယ်ဆယ်ဖြစ်တယ်အဲ့တော့အခြေအနေနှစ်ခုကကျော့သွားပြီနောက်တစ်ခုအခြေအနေကျတယ်အဲ့ဒါ Mbappe ကိုတွင်းလည်းနဲ့ပေါင်းကစားဖို့ hold up play ကစားဖို့အဲ့တော့အဲ့ hold up play ကစားဖို့ကိုကစားခွင့်လုံးဝမရလောက်တဲ့အထီကိုဒီဘောကကားလွယ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကအဲဒီ Simeone ဒီဘောအတွက်ပြင်ဆင်လာတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အဲ့ဒီအချက်လည်းအောင်မြင်ခဲ့တဲ့အခါမှာ Real Barcelona မှာလုံးဝမရဘဲနဲ့အခွင့်အရေးမချတဲ့လောက်ဖြစ်သွားတယ်ကွင်းလည်းရဖန်တီးမှု ဟောဒီအလဲဒီ Mbappe ရဲ့လှူရှားမှုတွေတော့ကန့်သက်ဖြစ်သွားတယ်။ပြီးတော့တောင်မန်ဒီအပိုင်းမှာကျတော့အဲဒီ full back နှစ်ယောက်က Atletico ရဲ့ full back နှစ်ယောက်ဖြစ်တဲ့ Ronaldo နဲ့ဒီ Marcos Llorente ကခံစစ်ဖို့ကောင်းကောင်းထိုင်ကစားတယ်။တစ်ချိန်တည်းမှာအရှိမကစားတဲ့ RM နဲ့ LM ဖြစ်တဲ့ Gallagher နဲ့ဒီဘက်က Julian ရာကို Simeone ကိုကခံစစ်ကိုတော်တော်လေးကူကစားပြရတွေ့ရတယ်။အဲ့တော့ပြောမယ်ဆိုရင် full back နှစ်ထပ်ပုံစံမျိုးဖြစ်နေပြီးတော့ Vinicius Rodrigo ကိုတော့ကစားအားကျတယ်။အဲ့တော့အလဲမာရောတောင်မန်မာရောချက်တဲ့အခါမှာ Real ရဲ့ အာတာချက်တွေအကုန်လုံးကိုကျွန်တော်တို့မမြင်ခဲ့ရဘူးအကုန်လုံးပျောက်ဆုံးသွားပြီးတော့အက်တလက်တီကိုအနေနဲ့အာပြောမယ်ဆိုရင် defensive master class တခုကိုမနေ့ကကစားပြနိုင်ခဲ့တယ်ပေါ့လေဒါတော့ပွဲချိန်အတွင်းပေါ်တော့မိနစ်90အထိမှာအဲဒီကိုသူ့လို့သူလုံနိုင်ခဲ့တဲ့ cancel ဘိုင်းဆိုင်ရာမှာတိုက်စစ်ကလည်းတကူတော့သွင်းနိုင်ခဲ့ဒါပေမဲ့အဲဒီအနိုင်ရလောက်တဲ့အထိမကစားနိုင်ခဲ့တဲ့ penalty ရောက်ပြီးတော့ penalty မှာတော့ဒါ cancel မှုတွေကြုံတွေ့ခဲ့ရတဲ့အတွက်ပြုတ်သွားခဲ့တယ်ပေါ့လေဟုတ်မနေ့က real queen လေက ကိုပထမထင်တာကတော့ဒီမျိုးဟိုလေးလေးနစ်ကိုပဲဆက်သုံးမယ်လို့မထင်တော့ဘူးเนาะအဲကျူပယ်လီဟန်ပြန်ပါလာတဲ့အတွက်လေးသုံးသုံးဆက်ဆန်တာရီယယ်ကစားမလားလို့ထင်တာဒါပေမဲ့အန်ဆလော်တီပွဲထုတ်လာတဲ့ပုံစံကကျတော့ဟိုနည်းနည်းလေးလည်းအားအသင့်ကြောက်ကောင်းသွားတာဗောနော်ဒါကလည်း तू ကခန်းစစ်ကို तू ကိုယ်လည်းလည်းနည်းနည်းလေးရင်းခန်းစစ်ရင်းသွားလားလို့ဘောတော့ခန်းစားမိတယ်ဘာကြောင့်လဲဆိုတော့တောင်မန်တက်စစ်တွေအဲ့လောက်ထိ तू အားပြုပြီးတော့မှဝင့်လေရဲ့တောင်မန်တက်စစ်ကို तू အားပြုပြီးမြည်သွားဘူးဒီရှေ့ကဖီနီရှားနဲ့ရိုဒီဂက်ဒီနှစ်ယောက်ရဲ့ ရုံအားတူအားကောင်းတာလောက်နဲ့လုံလောက်တယ်ဆိုပြီးမှထင်သွားတယ်ဒီမှာလေအဲသုံးသွားတဲ့ဒီ၄ရောက်တန်းကွင်းလေမှာဆိုရင်ဒါဆန်နာမီဖီးတွေကိုကျမဲသုံးသွားတဲ့ဟာတွေ့ရတာပေါ့နော်ဒီရီယယ်ကွင်းလေဒီအခြေအနေလေးနဲ့စီတူတစ်ချက်တော့သုံးတယ်ပြီးတော့ရီယယ်ကွင်းလေမှာဆိုမင်းတွေကမူထရီလည်းပါသွားတယ်ရှော့မန်နီပါတယ်နောက်ထပ်ဒီဂျူဗယ်နီဟန်ပြန်ပါလာတယ်ပေါ့နော်ဒီဆန်နာမီဖီးတွေကိုပဲသုံးသွားတဲ့ပုံစံလေးကိုလည်းစီတူတစ်ချက်တော့သုံးတယ်ပြီးတော့အော်ဟုတ်ကဲ့ဒါကတော့ရီယယ်ပုံမှန် line တဲ့ပဲပေါ့နော်ပုံမှန်ပုံမှန် line တဲ့ကိုပြန်သုံးတယ်ပေါ့လေအဲပြီးတော့ခုန ပွဲပေါ်တိမ်ညွှန်းမှုကတော့ခုနအခုပြောသလိုပဲနိုင်ပြီးသားပွဲဖြစ်တဲ့အတွက်အဲသူဒီပွဲကိုအချိန်လေးကြည့်ကစားပြီးတော့ပဲအဲကောင်တာနဲ့ပဲကစားလောက်ဖို့ပြင်ဆင်လာတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲဆိုးစီကိုပြလဲရတော့အဲ့အရာတွေကပြတ်သွားတယ်ပေါ့လေဆိုးရမှာတော်တော်တော်ကိုဆိုးလာပွဲတာမစသေးဘူးပေါ့နော်ပွဲတာပွဲတာစတာမစသေးဘူးရလက်က equal ပြန်ဖြစ်သွားတဲ့အချိန်လေး leverage ဖြစ်သွားတဲ့အချိန်လေးပေါ့နော်အဲ့အဲ့ဒီအချိန်တွေမှာပြီးတော့အခြားတစ်ဖက်မှာ အမ်အဆလော်ဒီကထူးထူးပါပြင်ဆင်လာပုံမှန်ကစားနေကြတိုင်းပဲနော်ပုံမှန်ကစားနေကြတိုင်းပဲပြင်ဆင်လာတာဒါပေမဲ့အက်သလတီကွာကြတော့ထူး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 ပြင်ဆင်လာတယ်ပထမအကြော့ကစားပုံကိုအခြေခံပြီးတော့ထူး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 ပြင်ဆင်လာတယ်ခန်ဆယ်ဘိုင်းကိုအသေးစိတ်ပြင်ဆင်လာတယ်အဲ့တော့အဲ့ဒီခါမှာအမ်ရီယယ်မက်ဒရစ်လိုအပ်ချက်ဖြစ်သွားတယ်လို့ယူဆတယ်ပုံမှန်အဖြစ်တော့အက်သလတီကိုကအဲ sorry အက်သလော်ဒီကအဲ့လိုမျိုးလဲပြင်ဆင်တတ်တဲ့နည်းပြလဲမဟုတ်ဘူး तू ကကစားသမားတွေရဲ့ဒီအခြေအသွေးကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်ဖွင့်ချတဲ့နည်းပြမျိုးပေါ့နော်အဲ့တော့ အဲဒီဘွဲမှာတော့အဲ့ဖြန့်ချဖို့အတွက်ဘလုံးလောက်ခဲ့ဘူးအဲ့တော့ဒီကိုဟာတော်တော်လေးချင်းချင်းမြောင်မြောင်နဲ့အပါအရာအလုံး real လုံးနိုင်တဲ့အရာအလုံးကို block လုပ်ထားခဲ့တယ်ညှက်ပိတ်ထားခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ real ကစားပုံအဖြစ်ဘောလုံးကိုင်းထားရပဲရှိတယ်ပွဲအဲ ball position တော့များနိုင်မယ်ပေါ့နော်60လောက်ရှိမယ်ထင်တယ် ball position များနိုင်မယ်ပြီးတော့ filled လို့ခေါ်တဲ့ဒီတီကိုကွင်းချမ်းကိုဖိထားတဲ့ဟာများနိုင်မယ်ပြီးတော့ဒီ defensive height defensive build up high line ပေါ့ high line ညှင်းနေလိုက်မယ်ဒါပေမဲ့အဲ့ဒါတွေပဲရှိတယ် အဲ့ဒါကြီးကပါနောက်ထပ်တစ်ဆင့်ကိုသွားနိုင်တယ်အဲ organizational structure သူမပြနိုင်ဘူးပေါ့နော်အဲ့ real ဟာအဲဒီ athletico ရဲ့ outlast လောက်ချင်းကိုခံရတယ်လို့ပဲကျွန်တော်မြင်တယ်အဲဒီဒီ athletico ဒီဘာမှ true true လောက်ပြနိုင်ခဲ့ဘူးလို့မြင်ပါတယ်ပေါ့မနေ့ကဒါဒီကိုကကစားတော်တော်ကြီးကိုအားရဖို့ကောင်းတော့ပေါ့နော်ဟိုမန်အပြည့်ကိုကစားပါတယ်ဒါကြောင့်အိမ်ခွင်းဒီအာတာချက်ကိုလည်းအပြည့်ဝသုံးပါတယ်ရင်းသွားတဲ့အချိန်မျိုးမှာဆိုရင် ဒါပေမဲ့ကစားသမားဒဏ်ရာရနိုင်တဲ့အခြေအနေမျိုးတွေဒါအများကြီးပေါ့နော်သူတို့တာဖီနရှယ်တို့ဆိုရင်ဝင်လုံးခံရတဲ့ဟာတွေကအခက်မသိရင်ချောက်တော့ကျိုးသွားနိုင်တယ်ဒါပေမဲ့ဘောလုံးကိုထိအောင်လုံးသွားတဲ့ဟာတွေကလည်းဒါဒီကိုကစားသမားတူးချင်းစီရဲ့ဒီဘောလုံးဖြတ်ထုတ်မှုအရေးတွေတော်တော်လေးမြင့်လာတွေ့ရပေါ့နော်ဒါဘောလုံးဟိုဖောင်းဖြစ်သွားရင်တော့မှအလုံးစုံအလုံးလုံးစုံဒါအဝါကတ်လောက်ပဲထိမဲ့ဖောင်းမျိုးလိုပဲဒါဒီကိုကစားသွားတယ်မှာနည်းနည်းလေးအားများတဲ့ချက်ကဒီကိုကမနေ့ကအမှန်တမ်းပြောရင်ဘူးကန်သွင်းခွင့်နေတော်တော်ကြီးကို ပြန်ရတယ်ဘောနော်ကောင်တော်သွားတယ်ပေါ့လို့သူကစီမြူနီတော်တော်ကြီးကိုမြန်တယ်စီမြူနီရောနောက်သူသူ့နောက်ချမ်းတာဖူဘက်ကောဒီညာချမ်းတိုက်စစ်ဆိုရင်ပထမအကူထင်တာကဘယ်ချမ်းတိုက်စစ်ပူအားပြုနိုင်တယ်လို့ထင်တာဒါပေမဲ့ဘယ်ချမ်းမှာကြောက်ကလဲဟာကြောက်တော့အဲ့လောက်ထိညံတော့မြင့်တဲ့ကစားသွားလဲမဟုတ်တဲ့အတွက်ညာချမ်းတိုက်စစ်ကိုပဲပူပြီးမှအားပြုတယ်ညာချမ်းရဲ့ကောင်တာတွေနောက်တဲ့ဒီဂိုးသမားရဲ့ဂျောင်းပလက်ရဲ့ဒီစပီးဘိုးတွေကလည်းတော်တော်ကြီးကိုဒါကောင်တာတိုက်စစ်ကောင်တာတွေတော်တော်လေးကိုဟိုဘယ်လိုပြောမလဲအကျိုးပြုနိုင်ခဲ့တာပြည့်ပြဿနာဘာလဲဆိုတော့ ဒီကန်နဲ့ဂိုးကန်သွင်းမှုပိုင်းမှာကျတော့တော်တော်ကြီးကိုအားနေတာမသိရင် ကော်တော့ကိုဂိုးလေးချင်ကန်ဒီအဲ့လိုလုတ်ပေးနေတယ်လို့ပဲသိလားကန်လိုက်တဲ့ဘောလုံးကလေအခုဒါဂိုးသမားကိုလေးချင်ကန်ဟိုထွေနေလုတ်ပေးနေတဲ့ပုံစံတိုင်းပဲဖြစ်တယ်တကယ်ဟိုထိချက်ပြင်းတဲ့ကန်ချက်ပြင်းတာဆိုဒီ Everest ကန်နဲ့ Hurrian Everest ကန်နဲ့ဘောလုံးညီလောက်ပဲဒါပြောအားရလောက်တဲ့အနေအထားမျိုးရှိတယ်ကျန်တဲ့ကစားသမားကြီးကန်လိုက်တဲ့ဘောလုံးကြည့်လိုက်ရင်ကော်တော့ကိုဒါကို exercise လုတ်ပေးနေတဲ့ ပုံစံမျိုးပဲသွားပြီးတော့မှခန်းစားရတာပေါ့နော်ဒီ go training လုပ်ပြီးနေတဲ့ပုံစံမျိုးပဲခန်းစားဆိုဒီ athletic ရဲ့တိုက်စစ်အပိုင်းလေးပွဲတစ်ခုလုံးပေါ့ဒါ aggregate နော်နှစ်ကြော်လုံးပေါင်းပြီးတော့မှအตาရနိုင်တဲ့အခြေအနေတစ်ခုကိုမဖန်တီးနိုင်ခဲ့တဲ့ဒီ go တိုက်စစ်ကိုဒါစီသူဘယ်လိုမြင်လဲမသိဘူးညီအဲဒီ go တိုက်စစ်ကတော့အားနည်းတယ်ပေါ့နော်အော်ကျွန်တော်တို့တိုက်စစ်အားတန်ကစားသမား၃ယောက်ပဲရှိတာ哦အာချင်းချင်းပြောရမှာဆိုရင်စီမီယိုနီရဲ့အဲခရစ်စမန်ရဲ့ယူလီယန်အေဗာရက်စ်ဒီပေတောင်မန်ကကစားသမား ကယ်လာကာဆိုတာတိုက်စစ်မှာမဟုတ်တာပြီးတော့ဒီကွင်းလက်မှာရိုဒရီကိုတဖော်ရှိမယ်ပြီးတော့ဘာရီယိုစ်ရှိမယ်အဲ့တော့ဘာရီယိုစ်ရှိမှာအဲဒီအဲ့အဲ့တော့ကစန်တာမီဖီပေါ့နော်အဲ့စန်တာမီဖီကိုမှအဲဒီချန့်စ်မီရေရှင်းလည်းမများတဲ့ဘူးတင်တာလည်းမများတဲ့စန်တာမီဖီတဲ့ဒီဖန်ဆစ်ဖြစ်တဲ့ဒက်ရိုင်ဆန်နဲ့စန်တာမီဖီပေါ့နော်အမှန်တကယ်သူရဲ့တိုက်စစ်အားဟိုအပြေထွက်နေပြီအဲ့အဲ့အခြေအနေကိုကြည့်လိုက်တာလည်းအပြေထွက်နေပြီပေါ့လေအဲ့တော့အဲ့လိုဒီကွေးပွဲတွေကလည်းအဲ့ဒီအရာအမြဲတမ်းထင်ဟပ်ပြတ်တာလေးရှိတယ် အခုကျွန်တော်လွတ်သွားတဲ့အခြေအနေတွေကြီးလိုက်မယ်ဆိုရင်အဲအတလတီကိုကစားတာတော်တော်လေးမိုက်တယ်ဒီလောင်းဘောကြီးပေါ့နော်လောင်းဘောဆိုတာအရွှေကြီးတော့မဟုတ်ဘူးတချို့လောင်းဘောကြီးကမီတာမီတာ30မီတာ40လောက်ပဲသွားတယ်လောင်းဘောမျိုးအဲ့လိုလောင်းဘောကြီးနဲ့သွားတယ်အဲ့ခေါင်းရှင်တိုက်ပြီးတော့ပြန်ကောက်ပြီးတော့သွားတာမျိုးဒါပေမဲ့ခေါင်းခေါင်းတိုက်ပြီးတော့တန်းအရှိရောက်သွားတာမျိုးတွေကျွန်တော်တို့မကြာခဏတွေ့ရတယ်လွတ်သွားတဲ့အခြေအနေတွေမှာအဲ့တော့ဟုတ်ပြီအဲ့လိုလွတ်သွားတယ်ဒါပေမဲ့အရှိရောက်ပြီးတော့ကျွန်တော်တို့ဘောလုံးဒီ Y မီတာဆက်စင်တဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်အလွန်ဆုံးမှာခါသာမှ4ယောက်လောက်ပဲကယ်လာကရဲ့ အဲဂျီလီယန်တို့အစီအမီတို့နေရဲ့အေဗာရက်စ်ရဲ့ခရစ်စမန်ရဲ့နောက်ဆုံးအလွန်အလွန်မှဒီလူလူကိုဂျပန်ရဲ့အဲ့လောက်ပဲနေရတယ်အဲ့တော့တကယ်တော့အဲ့လောက်နေကမလုံလောက်ဘူးဟိုအဲ့ထက်ပိုတဲ့ဒီဟိုကလိုတယ်ပေါ့နော်အဲ့ထက်ပိုတဲ့ဖိအားပေးမှုလိုတယ်အဲ့ဒါမှ option ပုံများမယ်အခုကကြတော့ဒီလိုက်စက်ကစားမကြီးကကျွန်တော်ကြည့်လိုက်ရင်ကန်ကွင်းကအကောင်းဆုံးနေရာနဲ့မဟုတ်သေးပဲနဲ့ကန်လိုက်ရတာကိုကျွန်တော်တို့မြင်ရတယ်။ဘာလို့လဲဆိုတော့သူ့မှာလုံးစရာမရှိဘူးပေါ့နော်။လွယ်လွယ်ကူကူလုံးစရာမရှိဘူး။တွဲပြီးတော့ အလွယ်လေးအလွယ်တကူလေးဟိုတွဲဖက်ပြီးကစားလိုက်လို့မရဘူးသူ့အနေနဲ့တွဲဖက်ကစားမယ်ဆိုရင်လည်း2ယောက်နဲ့ဟိုဘက်ကတိုင်မဲ့ကစားတာက4ယောက်လောက်ပေါ့2ယောက်နဲ့လုံးဝ amazing ဖြစ်အောင်တွဲပြီးတော့မှပဲကိုးနိုင်မယ်အခြေအနေဖြစ်နေတယ်အဲ့တော့အဲ့ဒါမလုပ်ပေါ်တော့ပဲပင်နေအလွယ်တကူပဲကန်ကြည့်လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကန်ကန်ကြည့်ရဲ့အခါမှာလည်း Everest ရဲ့ကန်ချက်တွေတော့မဆိုးဘူးဒါပေမဲ့အကြီးအမားချက်ချောင်းနိုင်ပြန်တော့မရှိဘူးပေါ့နော်အဲဒီ stats အရာအားဖြင့်တော့အဲ Atletico ကိုးပေါက်တဲ့ကန်ချက်တွေအများကြီးလုတ်ခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ကိုးပေါက်တဲ့ကန်ချက်တွေကကိုးနိုင်ချေတော့မများခဲ့ဘူး အများအောင်သူတို့ပြောင်းလဲနိုင်ခဲ့တယ်သူတို့တိုက်စစ်ကိုဒီထက်ပိုကောင်းအောင်ကစားနိုင်မယ်ဆိုရင်ဒီထက်လိုလူစုဖွဲ့ပြီးကစားနိုင်မယ်ဆိုရင်တော့ကောင်းနိုင်တယ်ဒါပေမဲ့မနေ့ကအဲ့ဒါအောင်မမြင်ခဲ့ရဘူးပြီးတော့ဒီ cross position နေမနေ့ကအများကြီးရတယ်ဒါပေမဲ့သူတို့အဲ့ဒါအောင်မတင်နိုင်ဘူးဘာလို့လဲဆိုတော့ခေါင်းတိုင်းမဲ့ကစားမှမရှိဘူးအလဲမှာအဲဒီ Everest ကော Griezmann ကဒီ physical အားဖြင့်အရာအားဖြင့်ပူတယ်ပေါ့နော်အဲ့တော့သူတို့အဲ့ဒီဟာလေးလိုတယ်တကယ်တော့ ော်တော်ထည့်လို့ရတယ်တော်တော်ထည့်ရင်ခေါင်းတိုင်နိုင်တယ်ဒါပေမဲ့ခုနရှိတ်ပြတ်သွားတယ်အဲ့ရှိတ်ပြတ်သွားရင်တို့ရဲ့ defensive နဲ့ဘောလုံးတိစားမှုမှာအားနေအဲ့တော့ဒီကွာအဲ့ပြဿနာလေးမလုံလောက်ဘူးပေါ့နော်တကယ်တော့အဲ့လိုဖြစ်တာပေါ့တကယ်တော့အဲအဲ့အခုဒီကွာရဲ့ shape ကိုပိုကောင်းအောင်လုပ်ဖို့လုံနိုင်ဖို့ဆိုရင်တော့လူရင်အားပြည့်တင်မှုပဲဖြစ်နိုင်တယ်လူရင်အားပြည့်တင်မှုဆိုတာပါလဲဆိုတော့ဒီအဲဒီ Giuliano Simeone နေရာမှာအဲဒီပို့ပြီးတော့အဆင့်တန်းမြင့်နေဥမာ Saka လိုကစားသမားမျိုးအဲ့လိုမျိုးဆိုရင်တော့ ဒီဥစ္စာပို့ပြီးတော့တိုက်စကပိုကောင်းလိုက်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိဟာဟာသူတို့ရဲ့လေလီပြူဟာပေါင်နေမှာတော့အတိထက်သူတို့ပို့လုံးနိုင်တာဘာမှမရှိဘူးအဲအဲ့ရလေးကြုံတွေ့ခဲ့ရပါဘောလေအဲ့လိုလက်ဒီကူကဟုတ်ဟုတ်ဒါပေမဲ့စီမင်းနဲ့မင်းကတော်တော်ကြီးကောင်းပါလေကစားလာတယ်ကောင်းပါလေဟုတ်အရှိသေးပိုင်းကောကစားအားပဲဒီကူကတော်တော်ကြီးကောင်းနေတယ်ဟုတ်တယ်စူးစမ်းထုံးတော်တော်ကြီးကိုဟိုအတိမပြုစရာကောင်းပါလေ။ရီယယ်ဘက်ကတော့ဒါချက်စင်နေနဲ့ပင်နယ်တီတစ်ချိန်ကန်ခွင့်ရတယ်။ ဘင်လင်ဟန်ရဲ့ထုံးစံတမ်းပဲကာမာဖင်ကနေစလိုက်တဲ့ပုံလို့ဒါဘင်လင်ဟန်ကနေဒါတက်စစ်ကဘာဘေးကိုပြေးလိုက်တယ်ပေါ့နော်ဘာဘေးကနေကြော်ကြော်ကြော်ဖြတ်ဖို့လုပ်တဲ့ချိန်မှာလန်ကလေးလန်ကလေးမပနိုင်ဘူးပေါ့လေဒါဆွဲလဲလိုက်တယ်သူဆွဲလဲလိုက်တဲ့ပုံလုံးကကိုဆွဲလဲလိုက်တဲ့အနေထားဘယ်နေရာရောက်သူလဲဆိုတာကိုဒါလန်ကလေးမသိဘူးလားပေါ့နော်အကူအားတင်တာတကူပေါ့နော်ဖောင်းလုံးလိုက်တာတကူကဟိုကိုကကို area စီးတဲ့ရောက်နေတဲ့အချိန်တွေတကူမှာဖောင်းလုံးလိုက်တာလန်ကလေးတော့ troll လေးကိုမပနိုင်ဘူးလို့ခံစားရတယ်ဒါပေမဲ့ penalty ကိုအာ finisher ကနေဝင်သွားဘောနော်ဆူဆူဘွားကိုပဲလွှဲချော်သွားတယ်သူရဲ့ rear ကစားသမားဘွားတစ်လျှောက်ပထမဆုံးအချိန် penalty လွှဲချော်မှုနောက်တစ်ခုကကျတော့ finisher ဒီ outside outside ကဒီဂိုးစီးကြော်ကန်ဒီဘောလုံးကိုတစ်ချိန်ကန်လိုက်တယ်ကန်လိုက်တဲ့အမှာ atletico ကစားမတယောက်လက်နဲ့ထိသွားတယ်ဒီလက်ထိဘောကို penalty မပေးတဲ့ဟာကိုလည်းဒါစောတကတက်တာလေးလည်းရှိတယ်အဲ rear ရခဲ့တဲ့ chance လေးအခြေအနေနဲ့ပတ်သက်ပြီးစစ်သူဘလို့မြင်လိုက်နေဟုတ်ကဲ့အဲ့အဲ့အချက်လေးလောက်ပဲရှိရတယ်တပွဲလုံးမှာ တော်တော်လေးနေခဲ့ပေါ့နော်အဲဒီ penalty ဖြစ်ရတော်တော်လေးကောင်းတယ်အဲ9အောင်ကိုသွားတည်ကျင်တာကျွန်တော် umpire လှုပ်သွားတာအရင်သဘောကြတကယ်ကိုတော်တော်မိုက်တယ်ပေါ့နော်ဒါပေမဲ့လွန်ကလေးဆွဲလဲချပလိုက်တော့ penalty ဖြစ်သွားတယ်အမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပြောရမှာပေါ့ဘာလို့ penalty ကမဝင်သွားလို့ဆိုတော့အဲပြီးတော့ umpire ကန်စီကျင်တာကျွန်တော်က Vinicius ကိုဟုတ်တယ်စိတ်ချယုံကြည်ရကစားသမားအဖြစ်ကျွန်တော်မမြင်ဘူးမကောင်းတာကောင်းတယ်မွေမွေနောက်တဲ့နေရာမှာကောင်းတာပေါ့နော်အဆုံးတက်တဲ့နေရာမှာသူဘယ်တော့မှမကောင်းဘူး အဲ့တော့ဟိုပန်နဒီမှမဟုတ်ပါဘူးဒီဇိုင်းအဆုံးသက်တယ်သူအလောက်ကြီးကောင်းတာမဟုတ်ဘူးအဲ့တော့ဟိုကျွန်တော်ကတော့ဟိုအမ်ဘာဖေကိုလောက100% PK တိတ်ကအဖြစ်သတ်မှတ်စေချင်တာဒါပေမဲ့ real အဲ့လိုမဟုတ်ဘူးလူကန်လူကန်နဲ့ဖြစ်တယ်ရှိတယ်အဲ့ဒီ PK တိတ်က PK taking ဒီ responsibility နဲ့ပတ်သက်လို့ဟိုသူတို့အမ်အသေးသေးမှတင်းတင်းမှမှုလေးတွေကစားသမားတွေကြားတဲ့အပြိုင်လေးရှိတယ်အဲ့တော့ဟိုနှစ်ယောက်လုံးလို့လို့ပြီးတော့ဟိုပဲလင်းဟန်မှာဖက်ရမလို့လို့သူတို့ ပုံစံမျိုးလေးလောက်ထားရတယ်ပေါ့နော်အဲ့တော့အဲ့ပုံစံကအဆင်မပြေဘူးလို့ကျွန်တော်ထင်တယ် MVP ပဲဖြစ်တင်တယ်ပေါ့နော် MVP ရဲ့တည်ငြိမ်မှု MVP ရဲ့အတွေ့အကြုံ MVP ရဲ့ကိုသွင်းစွမ်းရည် MVP ရဲ့ကန်ချက်စွမ်းရည်အကောင်လုံးကဗီနီစီယပ်ချက်ပူကောင်းတယ်အဲ့တော့ MVP ပဲဖြစ်တယ်လို့ဟိုကျွန်တော်ထင်တယ်အဲ့အဲ့အဲ့ခေါင်းလောင်ထုတ်တန်အောင်ဒီဖွဲရပြတ်သားခဲ့ကိုပြောရမချော်ဝါတော့ဗျာအကြောင်းပြလို့ကောင်းတာပေါ့နော်မချော်သေးသေးရတော့အကြောင်းပြလို့မကောင်းပါနဲ့စီနီယာကစားသမားလည်းဖြစ်နေမချော်သွားတဲ့အခါမှာသူ့ရဲ့ဒီအဲ့အနေထားကိုပို့ပြီးမိမောင်းထုတ်ပြနိုင်တယ်လို့ကျွန်တော်တော့မြင်မိတယ် အဲဒီလက်ထိပေါ်နဲ့ပတ်သက်လို့တော့အဲ trade two ဘူးတော့ပြောကြရမလို့ကျွန်တော်မနေ့ကတိုင်းလူကြီးအဲဒီအဲဆီမန်မာတင်ရဲ့ကိုတော်တော်လေးသဘောကျတယ်သူခိုင်ပြွားတာတော်တော်လေးကောင်းတယ်ဗောနော်အဆာအဆာရရအဲသူ့ပွဲသူ့ခိုင်နဲ့ပွဲကြီးတော်တော်များများလေအဲ့လိုအားရဖို့ကောင်းခဲ့ပါတယ်ဒီမန်စီးတီးအင်တာဖိုင်နယ်လို့ပြောလို့ပြီးတော့ဒီကမ္ဘာပလားမှာလည်းသူခိုင်ခဲ့တယ်2018ပေါ့နော်2020ပေါ့အာအာဂျင်တီးနားပွဲကြီးသူခိုင်ရတာများတယ်ဗောနော်အဲ့တော့သူ့ခိုင်တာလေးသဘောကျဖို့ကောင်းတယ်အဲ့တော့ ဟိုထွေထူးပြောကြတော့အများကြီးမရှိခဲ့ပါဘူးပေါ့ဟုတ်အဲလက်ထိပေါ်လာ real fan ဒီဘက်ကတော့နည်းနည်းလေးတော့ VR မကြည့်ခဲ့တာမ VR မကြည့်တာတော့မဟုတ်ပါဘူး VR ကတော့ penalty အနေနဲ့ပြန်ပြီး review မလုပ်ဖို့ဒီ quality တိုင်းကိုအကြောင်းမကြားတော့တာဖြစ်မှာတင်ပါလေဒါ VR ပြန်မကြည့်တာရေလို့မဟုတ်ဘူးလေဒါသူတို့ကိုယ်တိုင်ကက penalty ဖြစ်နိုင်တဲ့ဒီဖြစ်ရတစ်ခုအနေနဲ့မတတ်မှတ်တဲ့အတွက် quality တိုင်းကိုပို့ပေးတဲ့အချိန်ဒီမှာလေဒါဟုတ် ကြီးကြကြကြီးမပိုးလိုက်တယ်လို့ထင်ပါတယ်။ VAR ပြန်မကြည့်တဲ့ဟာမျိုးတော့မဟုတ်တော့ပါဘူး။ဟိုနောက်တစ်ခါတော့ penalty ဖြစ်ရမှာတော့ကိုလည်းအမှန်တမ်းပြောရင်တော့ဘာဘီးကံပဲတဲ့။ဘာဘီးကလည်းသူပဲကံပဲလဲကြသွားတဲ့ချိန်လန်ကလေးဆွဲလဲလို့လဲကြသွားတဲ့ချိန်အပေါ်လဲကြည့်ပြီး finish ကိုပဲထင်ပါတယ်။လမ်းပြောလိုက်တဲ့ချိန်မှာသူပဲကံပဲဆိုတဲ့ပုံစံမျိုးကိုပြောခဲ့မယ်လို့ထင်ပါတယ်။ဒါမဲ့လည်းဟိုသူ့ရဲ့ duty ရတော့ဒါ senior ကစားမဖြစ်တဲ့ finish ကိုပြီးကံလိုက်တယ်။အကိုကတော့ဟိုနှစ်ယောက်စလုံးရဲ့အည်သွေးကိုကတော့ ဘယ်လိုတိတ်မကွာဘူးလို့ခံစားဒီနေရာမှာဘာကွာလွားလဲဆိုတော့ atmosphere တစ်ခုပေါ့နော် atmosphere ကကျတော့ဒီ finisher ကအဝေးကွင်း fan အဝေးကွင်းကိုတွားကစားရင်အဝေးကွင်း fan တွေရဲ့ဒီ target ထားမှုပေါ့ဒါအမြင်နဲ့ခံရတာပဲဒီကို fan တွေရဲ့တရားဆိုတော့ target ထားမှုဆိုရင်သိကြပါလေ Valencia ကွင်းပြီးရင်ဒါ Atletico ကွင်းကသူ့အတွက်အဆိုးဆုံးအောင်ဖြစ်မလားတော့မသိဘူးနော်။ပြောချင်တာကသူ့ကိုစိတ်ဆွနေတဲ့ atmosphere တစ်ခုမှကြတော့သူ့ရဲ့ဒီ emotion ဘိုင်းကပုံမှန် level တစ်ခုမှတော့မဖြစ်နိုင်ဘူးနော်။နောက်ဘုကမင်းကကန်လိုက်တဲ့ပုံကလည်း အဲ့အဲ့လိုမျိုးခံစားရတယ်။ तू လောကအပိုင်ရဲဆိုတဲ့ဟာမျိုး तू လုတ်ပြခြင်းတဲ့ဟာမျိုးပေါ့နော်။ဟိုအပေါ်ထောင်းကိုလောကအပိုင်ဆိုတဲ့ကံကြံမျိုးနဲ့ तू ကံပြခြင်းနဲ့စိတ်မျိုးလေးရှိတယ်။အခုလာအဲ့ atmosphere ကြောင့် तू ဖြစ်လာတဲ့ emotion တခုနဲ့ချိတ်ဆက်ပြီးစဉ်းစားလိုက်ရင်တော့ဒီမနေ့လောကအခြေအနေတခုမှဆိုရင်ဟိုပရိသတ်တွေရဲ့တာဂက်ထောင်းမှုကိုမခံရတဲ့ဘာပေးကံရင်တော့ပို့ပြမအဆင်ပြေတာပေါ့နော်။ဘာပေးကတော့သူ့ရဲ့ဟို तू အတွေ့အကြုံအဖြစ်ရောဘာမှပြောစရာလည်းမရှိဘူးလေ။ဒါရေသွေးအဖြစ်လည်းပြောစရာမရှိဘူးပေါ့။ဒီပိုင်းလေးမှာတော့ဒါစီတူပြောသလိုနောက်ပိုင်း ဒီနောက်ရာသီတွေရောလာမဲ့လက်ချံရာသီတွေမှာရောမီးရဲ့အတွက်ပီနတီနဲ့ပတ်သက်ပြီးတော့မှတောင်းဝန်ခွဲချမ်းစစ်ဖြာမှုကိုပြန်ပြောမှအန်ဂျီလိုတီသုံးတက်မယ်လို့ကထင်ပါတယ်နောက်ထပ်ဒါမိနစ်60သွင်းမှာတော့ဒါတကူ10နဲ့ပေါ့နော်အချိန်ပုံမှာလည်းဒါထူးခြားခြားတော့တိတ်တော့ဘီဒီမှာအက်တလတီကိုရကနည်းနည်းလေးသူဘယ်လိုပြောမလဲသတိထားမြောက်တကူကအက်တလတီကိုလူစားလဲတာလေးတော့နည်းနည်းနောက်ကျရင်တော့85မှလာမသိဘူးဟုတ်တယ်လူစားစပြီးတော့မှနေလိုက်တာ အဲတီကိုရဲ့လူစားလဲမှုခြေအနေလည်းပြောအဲအဲ့ဒါကအချိန်ပိုသွားဖို့များတယ်လို့ယူဆထားလို့အဲ့လိုလဲရလို့ကျွန်တော်ထင်တယ်အဲလီဗာပူးပွဲမှာလည်းကျွန်တော်တို့အဲအဲ့လိုမျိုးပုံစံမျိုးမြင်နိုင်လိုက်မယ်ပေါ့နော် PSG ရောလီဗာပူးရောလဲရနောက်ကြတယ်ဘာလို့လဲဆိုတော့ဒီနှစ်ပွဲပေါင်းရလဲ aggregate score အရာတရေကျနေတာဖြစ်တဲ့အတွက်အဲဒီကျွန်တော် probability တွက်မယ်ဆိုရင်အချိန်ပိုသွားဖို့များနေတယ်အချိန်ပိုများဖို့သွားနေကောနောက်ထပ်မိနစ်30ကစားရတော့မှဖြစ်တဲ့အတွက်စော်စီရဲ့ဥမာမိနစ်ဟိုပါပေါ့နော်မိနစ်50လောက်တည်းကလဲထားလိုက်ရင်ကြတော့ volume ကဒီ fresh မဖြစ်တော့ဘူးပေါ့နော်မနေ့90အဲအကြမ်းမလို့တို့ဒီ80 80 8 8တိုင်းအလားမျိုးထားရတယ်ပေါ့လေ80ကျော်မှလဲတာရကျွန်တော်အများကြီးတွေးခဲ့ရတယ်ပြီးတော့ပြီးတော့နောက်ထပ်အချိန်ပုံမှာထပ်လဲရတယ်ပေါ့နော်အဲ့တော့နောက်ကြတာကတော့အဲဒီဟာကြောင့်လို့ကျွန်တော်ကတော့ယူဆပါတယ်ပေါ့အဲနောက်တစ်ခုကကျွန်တော် penalty မှာကျတော့ဒါ penalty ဆုံးဖြတ်ကန်တဲ့ချိန်မှာတော့ real ကစားသမားတွေကတော့မန်တမ်းပြောသူတို့ confident ပုံပြောမှာရှိတဲ့ပုံစံမျိုးတော့ဟိုမြင်ရတယ်ပေါ့နော်ကန်တဲ့ကစားသမားတွေကြည့်မှဆိုရင် ဟိုသူတို့မျက်နှာမှာကိုကတစ်ဖက်ကိုသမားပေါ့ PC ပဲကန်နိုင်နေဆိုတော့ဟာမျိုးမြင်ရတယ်တီကိုမှာတော့တစ်ဖက်ကကော်ထရိုက်ရဲ့ဒီ physical present ကြောင့်လည်းဖြစ်မယ်ထင်တယ်ကိုဘောက်ကိုကာထားတဲ့အနေထားမှာကြာတော့လေအဲ့ဒီ byte ရဲ့နည်းနည်းစကားပြောအခြေအနေကအဲ yan oblack အဲ့ဒါဒီကိုသမား oblack ကအရန်ထူးကျွန်တဲ့ဒီကိုဘောက်ကာဝယ်တဲ့ကစားသမားပေါ့နော်ဒါပေမဲ့ပြဿနာသူ့ရဲ့ပနက်တီစွမ်းကြည့်ရမကောင်းဘူး ိတ်တန်းအဆင့်မှာမဟုတ်ထိတ်တန်းအဆင့်မပြောနဲ့တာမန်ကောင်အဲအဲ့လိုဖြစ်ဖြစ်မိအနေထားမှာရှိတယ်ပြီးတော့သူကပန်နယ်တီအဆုံးဖြတ်တယ်မှာမကြာခဏရှုံးလေးရှိတယ်ပြီးတော့ကျွန်တော်မမမိနေတယ်ဒီစပေါ်တော့အက်တလတီကိုမှလာမဟုတ်သေးဘူးဘင်ဖီကာမှာဘင်ဖီကာမှာတော့အဲ့တုန်းကဆိုရင်အရှင်းနှစ်ကချဲဆီးနဲ့ယူရိုပါလိဖိုင်နယ်မှာတွေ့ရနောက်နှစ်ကျတော့စီဗီလာနဲ့တွေ့ရစီဗီလာနဲ့တွေ့တဲ့အချိန်မှာအော်ဘလက်ဖန်တာဖိုင်နယ်မှာတလုံးမှမမိဘူးစိုးစိုးရွားရွားပဲ ဲ့တော့လူငယ်ကျယ်ပွင့်ကုသမာပဲရှိနေတာအဲ့ဒီကလေးကစပြီးတော့ကျွန်တော်တို့ဟိုကျွန်တော်တတိထားမိသားပေါ့နော်ရှုံးနေပွဲရများတယ်သူရဲ့ပနတီကာကွယ်မှုပနတီအဲ knock out stage အခြေအနေရပေါ့နော် all black ကပနတီကာကွယ်တဲ့နေရာမှာထူးချွန်တယ်လို့မဟုတ်ဘူးအဲခေါ်တွာကကမ္ဘာအကောင်းဆုံး level တော့မဟုတ်ပါနဲ့ခေါ်တွာကတော်တော်လေးကောင်းတဲ့ level မှာရှိတယ်အပြီးတော့အရက်ရမ်းရှိတယ်အတွက်နည်းနည်းအာရုံနောက်တယ်ပေါ့နော်ကန်ရလာအာရုံနောက်တယ်ဆိုတာဒီသူတို့အကုန်လုံးကပနတီတော့တော့ကျွန်တော်တို့ကျင့်ရမှာပဲလေ အဲကြိုကျင့်ကြတာပဲကြိုကျင့်တဲ့အခါမှာဒီပြိုင်ဘက်ကိုယ်တော်မရဲ့ဒီ tendency ပြီးတော့သူ့ရဲ့ physical presence ပေါ်မူတည်ပြီးတော့ကန်ချက်တွေကိုသူတို့ရွေးချယ်ကြတယ်ပေါ့နော်ရွေးချယ်တဲ့အခါမှာတော်ရုံကိုယ်တော်ကတောင်းအရန်ရအောင်ကန်စရာမလိုပေမဲ့အရန်အရန်ရှိတယ်ကိုယ်တော်ကတောင်းအရန်ရအောင်ကန်ရတယ်အထူးသဖြင့်နောက်ဆုံးဒီ Marcus Llorente တိုင်ထိသွားတဲ့အခြေအနေမျိုးပေါ့နော်အဲဒီကိုယ်တော်ကမှခေလာ nervous low side ပေါ့6ပြီ low side ဆိုရင်သူအဲ့လောက်ကန်ချက်မကန်ပါဘူးဒါပေမဲ့ခေါ်တော်လောက် side ကျတော့ သူတို့ရဲ့စိတ်ထဲမှာ tension ရှိတယ် stress ရှိတယ်ပေါ့နော်လွတ်မလွတ်ပါမလားဆိုလဲအဲ့တော့တတ်နိုင်တဲ့နေရာအကောင်းဆုံးဖြစ်အောင်လို့ဟိုတောင်းရအောင်ကန်ကြတယ်ကန်ရင်းနဲ့နည်းနည်းလေးအဲအာထုံမှုလွန်ကဲသွားပါဘောနော်အာထုံမှုလွန်ကဲသွားတိုင်းကြည့်တာမျိုးအဲ့လိုဖြစ်လာတယ်ပေါ့လေပြီးတော့ penalty မှာ cancel မှုပေါ့နော် Everest ကဒါကြီးကတော့ဖြစ်တာဖြစ်ခဲ့ပါဒီ double dash ဖြစ်သွားချော်လဲပြီးတော့ double dash ဖြစ်သွားတာအော်အဲ့ဒါတော့ဒီနှမျိုးကိုကောင်းတယ်အဲ Simeoni ကတော့ပွဲပြီး press conference မှာအဲဒီမေးခဲ့တယ်ပေါ့နော် ဒီ journalist တွေပေါ့မင်းတို့ဒီဟာကိုဘယ်သူ dependence လို့ဟိုဟာဖြစ်တယ်ပေါ့နော်ဒါအချိန် journalist တွေအစမီးတာကိုသူအဲ့တော့ဒီဟာကို dependence ဖြစ်တယ်ဖြစ်တယ်လို့ဘယ်သူထင်လဲလက်ထောင်နေဆိုတော့သူကလက်မထောင်လက်မထောင်တော့သူကလက်မထောင်ငါဆက်မပြေတော့ဘူးလေဆက်ပြေကြမလို့ဆိုပြီးပြောသွားပြောသွားအောင်ပေါ့နော်အဲ့ဒါပေမဲ့တော့အသေးစိတ်သေးသေးအသေးစိတ်အထက်တက်ဟိုဆွဲကြည့်မယ်ဆိုရင်တော့ထိထိသွားရအောင်မြင်နိုင်ပါတယ် dependence ဖြစ်သွားတာအောင်မြင်နိုင်ပါတယ်ဟုတ်ဟိုဘလုံးမှာလဲစံစားပါတယ်ဆိုပြီးတော့မှလို့လဲ တတင်းထွက်တာပေါ့နော်ဘောလုံးတေချာတော့မသိပါဘူးဟုတ်ကဲ့ပါပါတယ်ပါပါချန်ပီယံလိဘောမှာလည်းစန်စာပါလေစန်စာပါလေအတွက်ဒဘယ်တက်ဖြစ်တယ်ဆိုတော့စန်စာပါလို့အကိုလေဟုတ်စန်စာပါလို့ကျွန်တော်တို့ဒီ semi automated ဒီ offside system ကိုသုံးလို့ရတာအဲဒီစန်စာဘယ်နှခုအများကြီးပဲပါစန်စာအဲအဲအဲစန်စာနဲ့ဒီ semi automated ကိုသူကပြန်ပြီးတော့ဟိုနီးနီးပြူတာဆွဲထားတာပေါ့နော်နီးနီးပညာဆွဲထားတာပေါ့နော်အဲ့တော့ဟိုပါတယ်ပေါ့တေချာပေါ့ဟို အဲအဲဒီအကြောင်းမို့လဲတိတ်ငင်းကြမှရှိတော့ဘောနော်စကနေစကနေပြလဲဒီတပယ်တက်ချင်းဖြစ်တယ်ဆိုတော့စကနေပြတဲ့အတွက်ဘောတော့ပြန်ကြည့်တော့ကင်မရာရှူတော့မှကြည့်မယ်ဆိုအမှန်တမ်းပြောရင်တော့ဟိုမထီဘူးလို့ပဲခံစားတယ်နောက်ကနေရိုက်ပြတယ်ဘာလို့မလဲသူကဘောလုံးဟိုမထီခင်တယ်ဂျီကအဲ့ဘောလုံးမထီခင်မှာကန်လိုက်တယ်ကန်ရင်းနဲ့လဲကြသွားတယ်ဘောလုံးမရှိတဲ့အချိန်ကျမှတယ်ဂျီကချော်ထွက်သွားတာဖြစ်တဲ့အတွက်ပထမဆုံးကမထီဘူးလို့ခံစားရပါဘောနော် ဟိုဒါပေမဲ့နောက်ပိုင်းပြန်သွားလို့တဲ့ခါကျတော့ဒါသူ VR ဟိုနောက်ထပ်ဒါဒီပညာပိုင်းရှုထုတ်နေအားလုံး review လုပ်တဲ့ချိန်မှာတော့ကစားမားကိုယ်တိုင်လည်းဟိုပြင်းပြင်းထန်ထန်ညင်းဆိုတဲ့ဟာမျိုးတော့မရှိဘူးပေါ့နော်ဒါသူကတော့ဟိုတပယ်တက်ချင်းဖြစ်သွားတယ်ဆိုတော့ခံစားမှုမျိုးတော့မဟုတ်ဘူးဆိုတာတော့ပဲ Julian Everest ကစီကနေထွက်လာတဲ့စကားတွေကလည်းဒီလောက်ပဲရှိတယ်ဆိုတော့ရန်ကြီးသူ့ဘက်ကလည်းပြင်းပြင်းထန်ထန်မဟုတ်ဘူးဆိုတော့ချော်လဲသွားတဲ့ပုံစံမှာပဲသူအဲ့ emotion ကလည်းစိတ်ကလည်းအဲ့ထဲကိုပဲရောက်သွားမယ်ထင်ပါတယ်အဲ့ချိန်ဒီမှာတော့သူကိုယ်တိုင်ကပေးစာအသိဉာဏ်မှသိလိုက်မယ်ပေါ့နော် သူကိုယ်တိုင်တော့ဟိုဖြစ်စင်မှာဟုတ်တယ်ဟိုဘယ်လိုပြောမလဲဘယ်လိုဖြစ်သွားရလဲဆိုပြီးသူတွေးရင်တွေးမိနေလဲဟုတ်တယ်မသိဘူးတော့ဟိုပုံလုံးကပရိသတ်ကလည်းအများကြီးရှိနေတဲ့အချိန်မှာကန်ရတဲ့ဟာမျိုးနဲ့ချော်လဲွားတဲ့ဟာကြောင့်လည်းအဲဒီထိရလဲကင်မရာရှုတော့မှကြည့်ရင်ကိုပဲတိတ်ပြောမှအရင်ကြီးထိွားတဲ့ပုံစံမျိုးမှမဟုတ်တာအဲ့အတွက်လည်းအဲသူကိုယ်လည်းလည်းနည်းနည်းလေးတော့ကွန်ရှူတော့ဖြစ်သွားမှာလို့ဒါဘာပြောပြောအက်တလက်တီကိုတက်တော့ဟိုစိတ်မကောင်းစီအောင်မှလည်းဘာမှတော့မတက်နိုင်ဘူးတစ်ချက်မှတစ်ဖက်မှာတော့ဒါရီယယ်မက်ဒရစ်ရဲ့ ချန်ပီယံလိမှာဟိုကစားတတ်တဲ့ဟာချန်ပီယံလိမှာကစားတာကောင်းတဲ့ဟာဒီဒါတွေကတော့ထပ်ပြောမှမြင်ရတယ်ထပ်ပြောမှဒါအားနည်းချက်တွေကိုလည်းအန်ချီလိုတီထပ်ပြောမှပြင်နိုင်မယ်လို့ထင်ပါတယ်ချန်ပီယံလိကွာတာမှာတော့အာဆင်နယ်နဲ့တွေ့မှာပေါ့လေအာဆင်နယ်နဲ့ကတော့ချန်ပီယံလိမှာတစ်ချိန်ပဲတွေ့ခဲ့ဘူးတယ်2015 sorry 2056 2056ကတကြိမ်ပဲเนาะ Henry အခုတချို့ပြတ်တူလဲတော့ဟိုနေဟုတ်အခုတချို့ပြတ်တူမယ်ဆိုတော့ဒါဘာပြောပြောဒီပွဲလေးလဲဒါကြီးကောင်းမဲ့ပွဲတစ်ပွဲပေါ့လေချန်ပီယံ အတွေ့အကြုံအစင်လာခြင်းကတော့ရန်ကြီးကွာပါတယ်ဒါတွေတော့တိတ်ပြီးတော့မှပြောစရာတော့မလိုပါဘူးမာတာဖိုင်နဲ့ပွဲစဉ်တွေကလည်းတကယ်ကိုကြီးကောင်းပွဲပွဲနေဝကစားပွားတဲ့ real real အခုလိုဒီပြအကျော်လိုခြေစမ်းမျိုးနဲ့ arsenal လိုကန်လို့တော့မလွယ်ဘူးဘောတော့အဲဘယ်လေးရ real တော်တော်လေးအားနည်းခဲ့လို့ပြောလို့ရတယ်တော်တော်လုံးပေါင်းရင်လည်းဗျာ atletico က atletico level ကိုအပြည့်ပြနိုင်တယ် real real level အပြည့်မပြနိုင်ခဲ့ဘူးဘောနော်အဲ real အဲ့ဒါလောက်ပြနိုင်ဘူးတော့တော်တော်လေးလိုနေပြီလို့ထင်တယ်ကျွန်တော်တော့ တဖက်နည်းနည်းလေးတီကိုနဲ့အာဆင်နယ်ကလောလောဆယ်တူပါအာဆင်နယ်ကလည်းသူ့ရဲ့ tradition တွေကခန်းစစ်ကိုအားမပြုဘူးဆိုပေမဲ့လောလောဆယ်ကကြတော့ဒီကြတဲ့ real လို့အသင်းမျိုးနဲ့တွေ့တဲ့ဟာကြတော့သူခန်းစစ်ကိုပဲပြင်ရမှာလောလောဆယ်အာဆင်နယ်အားတာတာကြည့်ပြန်တော့လည်းခန်းစစ်ပဲဖြစ်နေအဲအဲ့ဒါတော့အာဆင်နယ်အတွက်နည်းနည်းလေးတော့သူရှိရင်ဆိုကစားသမားရင်းမြစ်နဲ့သူအားတန်တဲ့အခြေအနေတခုပေါက်ဆက်ရင်တော့ real ကိုတုံ့ပြန်တဲ့အခြေအနေမှာတော့ဟိုအခြေအနေကောင်းတစ်ခုကတော့ဖန်တီးနိုင်မယ်လို့တော့ဒါအခုလည်းဒါယူဆပါတယ်ပွဲကစားတဲ့ခါမှာဘယ်လိုဖြစ်မလဲတော့မသိဘူးလေဒါလေးကတော့ချန်ပီယံလိမင်းတို့က ကစားသွားတဲ့ပွဲနဲ့ပတ်သက်ပြီးမှဒါအခုတို့ဒါတင်ဆက်ပြီးကြလာဖြစ်ပါတယ်ကြီးစုအားပေးကြတဲ့ဆော့ကောပရိသတ်တို့ကြီးစီလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ